နှစ်20အနှစ်20အားနည်းတာမှမဟုတ်တာဒါဆိုရင်အနှစ်20ဆိုတာကကျမ3နှစ်သမီးလောက်ကတည်းကဒီအလုပ်ယုံကိုစပြီးဖွင့်ခဲ့တာပါကျမတသက်နီးပါးလောက်ရှိနေပြီဒီအလုပ်ယုံဖွင့်ခဲ့တာပေါ့နော်ဒီနေ့ကတော့တတိကအလုပ်ယုံအသစ်ဖွင့်တာအနှစ်20ပြည့်တဲ့နေ့မှာပေါ့နော်ကျမတို့ဆိုင်မှာဟောပေါ်လိုက်ကြည့်တာဖြစ်ပါတယ် တထေကအခုချိန်မှာ အသက်ပြင်းပြအဖြစ်40ကျော်လောက်ရှိပြီပေါ့နော် ဆိုတော့တထေကအသက်25နှစ်လောက်မှခရေရဒီအလုံယုံကူစပြီးတော့ဖွင့်ခဲ့တာဖြစ်မယ်လို့ကျွန်မခန့်မှန်းမိတယ်ဆိုတော့မချီချူးပဲမနေနိုင်ဘူးသူအသက်25နှစ်လောက်အရွယ်နဲ့သူအလုံယုံတစ်ခုကိုဖွင့်နိုင်နေပြီပေါ့နော်ကျွန်မတို့ဆိုရင်အသက်20 23ထဲဝင်နေပြီအခုနှစ်ထိသူများရဲ့အလုံတမာဖြစ်နေတော့ဝယ်ပေါ့နော် ုရဲ့ကိုပိုင်လုပ်ငန်းမလုပ်နိုင်သေးဘူးတကယ်တော့ပါတယ်။တမားတို့တတိယသဘောကျတဲ့အချက်တစ်ချက်ရှိရပေါ့နော်အဲ့ဒါပါလဲဆိုတော့သူကလုံလုံလို့ရှိရင်စစ်စက်ပြီးတော့တိကျတယ်ပြီးတော့လုံတမားတွေနဲ့ပေါ့နော် အာလုံသမားတွေဆိုပြီးတော့ခွဲကြတာချင်းမရှိဘူးလုံသမားတွေနဲ့တန်းတူပဲလုံသမားတွေထိုင်တဲ့နေရာမှာသူတို့လည်းထိုင်နေအဲ့လိုမျိုးကြောသားရင်တော့မခွဲကြဘူးအတူတူပေါ့နော်လုံမနေရတော့တကယ်ကြီးကျူးစရာကောင်းပါတယ်ချိုးနေရာတွေမှာတော့နည်းနည်းစီးပွားရေးဆန္ဒရှိပေမဲ့တကယ်တမ်းတော့စိတ်ရင်လျာတော့ကောင်းပါတယ်စားချင်တာစားပြီးပြန်လာတော့အလုပ်လည်းပြန်လုပ်ရပါတယ်ကျမကတော့ဝက်သားလည်းမစားဟိုကလည်းမစားဒီကလည်းမစားဆိုတော့ အမုန်နဲ့နှစ်ပါးသွားခဲ့ရတာပေါ့သွားပြီးပြန်လာတော့မနာရပါဘူးအလောက်ကမပြီးသေးတော့လည်းပြန်လောက်ရတယ်လို့ပြီးမှပြရတယ်ပေါ့နော်အိန္ဒိယကကျမတို့17နိုင်ကျော်17နိုင်လောက်မှခံပြန်ရောက်ခဲ့တယ်အလောက်ကနောက်ကျတယ်ရင်းလဲပြန်မင်းခဲ့ပါတယ်ပြောလဲပြောစရာကောင်းပါတယ်စားချင်တာစားဘူးကတော့အိမ်အခန်းမှာပြန်မနာရအောင်အလောက်ပြန်လောက်ရတယ်ပေါ့နော်အလောက်လောက်ရတာမမောနဲ့လောက်ရကြည့်ပါအင်ကြီးလည်းမလဲအောင်တော့ပြန်လောက်ရအောင်ထိတ်ပြီးတော့ရှင်ချင်းမြေ ်ခပတ်တွေလည်းမပတ်နိုင်တော့ဘူးရှူတို့တရားကျမတို့လုံးမလာလို့ချင်းကြတာကျွားတော့ပြန်ရောက်တာနဲ့စားချင်တာစားပြီးဆိုတော့စီကြစီလေးတောက်ပြီးအိတ်လိုက်ပါတယ်